ဒီပါဘောညမှာဇရာကွက်လေးတွေဆွဲရလေးတွေကျွန်တော်ပြမယ်နော်ဘာဘောဘယ်မှာလဲ blank presentation နဲ့စတင်အဲဒီနေရာကိုကျွန်တော်ဘာမှမယူချင်တဲ့တရားတာလေအကုန်လုံးယူလိုက်မယ် delete လုပ်ရမယ်နော် keyboard ကနေ delete နေလိုက်လို့အဲကျွန်တော် blank ဖြစ်သွားတယ်အဲ့တော့ကျွန်တော်တို့ပါဘောအင်းမှာကစာရေးဖို့ဘာမှမရှိနေဘူးအဲ့တော့ကျွန်တော်ကျွန်တော်စာရေးမယ်ဆိုရင်မဖြစ်မနေလောက်ရမှာက task box နဲ့ဝါအနေရတယ်အဲ့ဒါမမေ့ရဘူးကျွန်တော်အဲ့လိုမှမဟုတ်ဘူးကျွန်တော်တို့က ဒီနေရာမှာ insert ကနေပြီးတော့ table နှိပ်ပြီးွားရင်တော့ table ရဲ့ဇာတ်ကွက်လေးထဲမှာစာလိုက်ရေးမယ်ဆိုတော့ရေးလို့ရတာပေါ့ကျွန်တော်ဒီနေရာဇာတ်ကွက် table ဆွဲပြမှာဆိုတော့ table ပဲရေးနေတာနော်ဒီမှာနေလိုက်မယ် table မှာဒီနေရာလေးထဲမှာလည်းနှိပ်လို့ရတာဒါအဲဒါတော့ဒီမှာကျတော့ကိုကအကွက်ရေးကိုကရည်ရတာပေါ့နော်ဒီအပေါ်မှာတော့ဒီနာလေးမှာတော့အကွက်ရေးလေးတွေကရည်ပြလာတယ်အဲ့တိုင်းသွားရင်လည်းသွားမသွားဘူးဆိုရင်တော့ကျွန်တော်ကောင်းတာဒီနေရာကသွားတာကောင်းတယ် insert table ဆိုတော့နှိပ်အဲ့တိုင်းမှာ column ဘယ်နှခု row ဘယ်နှခုဆိုတော့မေးတယ်ကောလန်ဆိုတာကဒီလိုထောင်ရက်ပေါ့ဗျာ ရိုးစာတွေလိုကန့်လိုက်ပြန်ကြတာနော်အကောလန်နဲ့ရိုးနဲ့အဲ့လိုယူလာကျွန်တော်ကောလန်၅ခုထားလိုက်ရိုး၃ထားလိုက်ဒါကိုကျွန်တော်အကြည့်ပြလိုက်တော့အဲ့ဒါမှာကောလန်၁၂၃၄၅ဘူးကကျွန်တော်တော့ရိုးနဲ့ရိုးသုံးလို့ပေါ့ဒါဆိုကောလန်နဲ့ငါရိုးနဲ့ရပြီပေါ့ဒီတီဘယ်ကိုကျွန်တော်ကကာလာပြောင်းနေတယ်ချိန်နေတယ်ဆိုကျွန်တော်ဒီညတော့ပြောင်းနေရဒီညကိုကြိုက်တဲ့ဒီဇိုင်းပြောင်းနေလားညကိုကြိုက်တဲ့ပုံစံပြင်နေလားနော်အခုကြာပြန်ကလစ်တက်လိုက် အနီမယ်ဒီဇိုင်းဖြစ်တိုင်းပေါ့ဟုတ်ပြီအဲ့နေရာမှာထပ်ပြောချင်တာဘာပြောချင်တာဆိုတော့ကျွန်တော်တို့ကဒီအခွက်ကူကဒီလိုဆိုရင်ဒါမရွေးထားဘူးအပြင်မှာကလစ်တောက်ထားလို့လေသူ့ကိုတစ်ချက်ဒီလိုတစ်ချက်တောက်လိုက်ပြီးဆိုရင်အဲ့ဒါဘောင်လေးမှာဒီလိုအဆက်လေးတွေပေါ်လာပြီးဆိုတာရွေးပြီးသားဖြစ်သွားရင်နော်ဒါရွေးထားရဲ့လို့မှတ်ကြမယ်နောက်တစ်ခုကဒီဟာလေးဒီလိုလေးဟုတ်ကဲ့ဒီပုံစံဒီပုံစံမှာကလစ်တစ်ချက်တောက်လာရင်အဲ့ဒီကွက်ထဲရွေးတာဖြစ်သွားရင်နောက်ပြီးကွက်တွေရွေးမယ်ဆိုတော့ဒီလိုဖိဆွဲပြီးရွေးပါလို့ရတယ်ဒါဆက်လက်နဲ့တူတူပဲရွေးတာပဲ အဲ့လိုမှမဟုတ်ဘူးဒီကွက်ကိုဒီလိုလေးဖိဆွဲပြီးရောရလာတယ်ဒီလိုရဒါဖိဆွဲရဒါရွေးထားတာပဲဒါဒီထဲရနေတာအဲ့လိုမှမဟုတ်ဘူးကော်လန်နေရွေးချင်တယ်ဆိုတာကော်လန်ရွေးချင်တယ်ကော်လန်ခုရွေးတယ်လူတစ်ချက်တော့အပေါ်ကနေညားလေးနော်ညားမဲလေးဖြစ်သွားရင်တစ်ချက်တော့အကော်လန်ရွေးတာပေါ့ကော်လန်မှာညာဘက်ဆန်းကဒီလိုဖိဆွဲပြီးရောရတာကော်လန်ကြီးအကောင်လုံးရွေးတာပေါ့အဲ့တော့နောက်ကတော့ရိုးကိုရွေးချင်တယ်ကျွန်တော်ရိုးကိုရွေးချင်လူဘေးကနေပြီးတော့ညားလေးကလစ်တော့တယ်အဲ့ဒါရိုးကိုရွေးတာခလာအဲ့ရိုးပဲအပေါ်ဒီလိုကျွန်တော်ရွေးမဲ့ဟာဖိဆွဲပြီးရောလေးရတော့ကျွန်တော်ကော်လန်နေရိုးတွေရွေးမဲ့ကြတာရွေးတို့တတ်တယ် တစ်ခွက်နဲ့ယူမယ်ဆိုတော့ကျွန်တော်ဒီလိုလေးပဲနောက်ပြီးရေးအားလုံးယူမယ်ဆိုတော့ကျွန်တော်ဘောင်တစ်ချက်တောက်လောက်မှလာအားလုံးယူတာပေါ့နော်နောက်တစ်ခွက်ဒီလိုယူလိုက်ရတယ်ပေါ့ဒီအပြင်ကနေပြီးဖိဆွဲပြီးတော့လူယူတာလေကြာပြီးတော့လှလိုက်ဒါအားလုံးယူတာဟုတ်ပြီကျွန်တော်ဒီယူထားရင်ယူထားတဲ့ဟာကိုကျွန်တော်တို့ကဒီနှစ်ခုပါတယ်ဆိုတော့ကျွန်တော်မမေ့ရ shading ဆိုတာကအလဲကောင်မှာထည့်တဲ့အရာကျွန်တော်ဒီအလဲကောင်မှာထည့်တဲ့အရာကိုကျွန်တော်ဒီမှာတစ်ခုထည့်လိုက်တာနဲ့အလဲကောင်မှာအဲ့အရာပြောပါတယ် border ဆိုတာကဘေးမြင့်ကိုပြောတာ ဘေးမြင်းမှာကကြတော့သူဘောရာမှာဘောင်ခတ်မလားမခတ်မလားဟုတ်ပဲဒီမှာမေးတာဒီမှာအယောင်မပါဘူးအယောင်ကကျွန်တော်တို့ဘယ်ရသတ်မှတ်မယ်ဆိုအယောင်ကဒီမှာသတ်မှတ်မယ်ပန်ကာလာနဲ့ကျွန်တော်ကဒီနေရာမှာဗျာကျွန်တော်ကအစိမ့်နေထားလာမယ်ပေါ့နော်အစိမ့်နေထားလာမယ်ပြီးတော့အဲ့အစိမ့်လေးကိုဒီမှာ1 PD ဆိုပြနေတာဒါမြင်းကိုပပလေးထားမယ်ဆိုတဲ့ဘောကကျွန်တော်က3 PD လို့ပြောလာတယ်ဒါဆိုမြင်းကိုထူသွားပြီလို့ပြောရတယ်ပေါ့နော်ကျွန်တော်ကမြင်းရဲ့ပုံစံကိုဒီမှာရွေးလို့ရတယ်ဗျာ မြင်းအပုံစံဒါသိတော့ dash 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 နဲ့ဆိုတာ dash ဒီကျွန်တော်မနာတော့ပန်ကလာအစိမ်းအောင် 3pd 2တူလေးထားရတယ်မြင်းရဲ့ပုံစံ dash 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 အဲ့ dash 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 ကိုကျွန်တော်ဘော်ဒါခတ်မယ်ဘော်ဒါခတ်တဲ့ချိန်မှာက outside ဆိုတော့ inside အတွင်းဘက်ချမ်း outside အချမ်းဆိုတာ outside ဘက်ချမ်းအပြင်ဘက်ချမ်းဒါ inside အတွင်းဘက်ချမ်းကျွန်တော် outside ဘက်ချမ်းကိုကျွန်တော်အရင်ခတ်ပြလိုက်မယ်သူတခြားနဲ့တောင်းမယ်ပေါ့နော်ကျွန်တော် outside နှိမ့်လိုက်တဲ့ကြောင့်အပြင်ဘက်အချမ်းမှာအစိမ်းသွားတယ်အစိမ်းသွားဒါဆိုရင်ဒါ outside ကိုခတ်တာပေါ့ကျွန်တော်မှနောက်ထပ်ကာလာတစ်ခုချိန်လာမယ်ပေါ့နော်ကျွန်တော်အနီအောင်ပြောင်းလာမယ် ဒီကောင်တော့3 PD က3 PD ဒါမှထားထားလိုက်မယ်ဒီနေရာမှာ तू မလုပ်တော့ဘူးကျွန်တော်ဒတ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 ်ဒါလေးပြောင်းလိုက်အဲ့ညမှာကျွန်တော်ကဒီ border မှာ inside ဆိုပြီးကျွန်တော်တတ်မှတ်ကြည့်လိုက်မယ် inside အလဲကောင်မှဒီနည်းပြောတာပေါ့အဲ့ဒီကျွန်တော်ပြောချင်တာကကျွန်တော်တို့ကရွေးထားရင်ရွေးထားတဲ့အကွက်ကို shading အလဲကောင်မှထည့်လို့ရတယ် border အပြင်မြင်းထည့်လို့ရတာပေါ့နော်အဲ့ဒါတွေကို shading ဆိုတော့ဒီမှာအအောင်ရေးရုံနဲ့ ဘောဒါကိုထည့်မယ်ဆိုတော့ဒီနေရာမှာဘောဒါကိုဘယ်လိုမြင်းလုံမလဲဆိုပြီးတော့ရှိရတယ်။တကွက်တည်းကိုယူရတဲ့ခြင်းညာတော့သူကဒီအောက်ကအကွက်မှာကမမြင်ရဘူး။နှစ်ကွက်ဆိုရင်တော့မြင်ရတယ်။ဒီလိုနှစ်ကွက်ဖြစ်နေတော့မြင်ရတယ်။နော်အဲ့ဒါပြီ။စဉ်းစားပါလေ။